စစ်တပ်ရဲ့လူငင်းခွင့်နဲ့လွတ်မြောက်လာတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ကဦးကြည်တိုးကတော့တိုင်းပြည်နဲ့လူမျိုးနဲ့ပါတီအတွက်အလုံးဆက်လုပ်ဖို့အားတင်းထားတယ်လို့ DVV ကို ပြောပါတယ်ဒါတွေကိုမျက်သစင်ပေးပို့ထားပါတယ်ရှင်အနာသိန်းစစ်ကောင်စီကပုံမှန်905ကားကြီးနဲ့ဖမ်းဆီးအကျဉ်းချထားသူ900ကျော်ကိုနိုဝင်ဘာလ26ရက်နေ့ညကပြစ်ဒဏ်လွဉ်ငင်းခွင့်ပြုခဲ့ပြီး 2300ကျော်ကိုတော့ရာဇဝိကျင်ထုံဥပဒေပုံမှ401ပုံမှခွဲ1အရာ905ကကြီးနဲ့ပတ်သက်တဲ့ပြစ်ဒဏ်တွေကိုရှော့ပေါ့ပေးလိုက်ပါတယ်။အဲ့ဒီလိုလူငယ်ချမ်းသာခွင့်ပေးလိုက်တဲ့အတွက်ရန်ကုန်တိုင်းအင်းစိန်အချင်းထောင်ကပုံမှ905ကကြီးနဲ့အချင်းချခံထားရသူ အမျိုးသမီးအယောက်90နဲ့အမျိုးသား165ယောက်တို့ဟာလည်းပြန်လည်လွတ်မြောက်ခဲ့ပြီးအဲ့ဒီအထဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟုသတင်းပြန်ကြားရေးအဖွဲ့ကဥကြည်တိုးနဲ့အပါအဝင် ဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာတဲ့ဥကြည်တိုးကပါတီအတွက်ဆက်အလုပ်လုပ်ဖို့အတင်းထားတယ်လို့ဆိုပါတယ်။အဲ2021မှာပဲတို့တို့ထင်းထင်းခံခဲ့ရပါတယ်။ထင်းထင်းခံခဲ့ရပြီးတော့ငါးငါးတမှုနဲ့တော့ထူးထူးခြားခြားပါဗျာ။ငါးငါးတမှုနဲ့အပြစ်ဒဏ်ကြပြီးနှစ်နှစ်ကြာတဲ့ခါကျမှတတိယမှုအဲ့ဒါတော့နေအဲ့33ခါဝဲအတက်ခံရတယ်ပေါ့။ဒါပါတော့ဒါလည်းတော့ခုလောလောဆယ်ကတော့ ရှင်းလုံး၄ရက်တည်းအပိုက်တင်နဲ့တနည်းကြော်ရတော့စောပြီးလှုပ်ပေးတယ်ပေါ့ဒါပါပဲအဓိကတော့ကျွန်တော်ထောင်းတော့ကျမ်းမာရေးကောင်းအောင်နေတယ်စိတ်သက်ခွန်အားရှိအောင်နေတယ်ကိုအချင်းချင်းစောင့်ရှောက်တယ်နောက်ပြီးတော့ကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုးတွေအပြင်ပါတီအတွက်ကျွန်တော်တို့အပြင်မှာဆက်အလုံးလို့ဖို့အတွက်ကျွန်တော်အားတင်ထားတယ်ဒါပါပဲပုံမှန်905ကကြီးဆိုတာကတော့အများပြည်သူထိတ်လန့်အောင်မှတ်မှန်သတင်းဖြန့်တာအစိုးရအရာတန်းအမှုတန်းကိုပြစ်မှုကျူးလွန်လှုံ့ဆော်တာတို့ဖြစ်ပြီး ထောင်နဲ့သုံးနှစ်အထိချမှတ်နိုင်တယ်လို့စစ်တပ်ကအာဏာသိမ်းပြီးကစား2021ခုနှစ်ဖေဖော်ဝါရီ14ရက်နေ့မှာ ဖြည့်စွက်ထားတဲ့ပုံမှန်ဖြစ်ပါတယ်။ရှင်းနေဦးကြီးမြင့်ကတော့ဒီပုံမှန်ဟာစစ်အစိုးရကိုဝေဖန်သူတွေကိုနိုင်ငံရေးပုံမှန်တမင်တက်တဲ့ပုံမှန်ဖြစ်ပြီးအခုလွတ်ပေးလိုက်တဲ့သူတွေဟာအစကတည်းကအဖမ်းခံရတဲ့သူတွေမဟုတ်ဘူးလို့ဆိုပါတယ်။နိုင်ငံရေးအဓိကမဟုတ်ဘူးနဲ့ကတ်တာပေါ့စစ်စိုးကသူတို့ကို ဒီကဘာယူလာပြောတယ်လိုက်ပြီးပြေးတယ်ဒါမျိုးတွေပေါ့ကွာအဲ့အမျိုးတွေဆက်ကတဲ့သူတွေဖမ်းတာလေဆရာတို့လည်းပါတယ်ဗျပုံစံဖွဲ့စည်းပုံကိုပြင်ဖို့ဆိုပြီးတော့ဟို10မိနစ်ပဲပြောတယ်အဲငါငါလည်းဆရာရဲ့ကုသောဝေရဲ့ဗုဒ္ဓမျိုးစင်ရဲ့တရားဆိုရင်အဲ့ဒါဟိုအဲ့ဒါစီးနေတော့ခလေးနေတယ်များတယ်ဟိုနိုင်ငံကြီးပုံမှာတမင်တက်တာပါဟိုတမင်တန်းမှန်กว่าဟိုလည်းနည်းနည်းပါးပါးအသိဆောင်လေးကောင်မခံဘူးပေါ့နော်အဲ့အဲ့ဒီတွေကငါငါတက်တာပါနော် အဲယူကော့ဘွက်တွေကတုံးချတာပေါ့နော်ဝါရဖြတ်တာပေါ့နော်အစတည်းကဒူတွေဖမ်းရမယ်လေဖမ်းနေတဲ့တွေဟုတ်ဘူးလေအဖမ်းနေတဲ့တွေမဟုတ်တော့လွတ်ပြခြင်းအားဖြင့်သူအမျက်ထုတ်လိုက်တာပေါ့ပေါ့နော်စေအောင်စုကပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရသူ9580ကိုလည်းအမှုက ပိတ်သိမ်းပေးခဲ့တယ်လို့ဆိုပါတယ်လာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာစပြီးစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့အတွက်အဲ့ဒီလိုအမှုပိတ်သိမ်းလိုက်တာလို့စစ်တပ်ရဲ့အမျိုးသားကာကွယ်ရေးနဲ့ ုံချုံဤကောင်စီကထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။လက်ရှိမှာပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရလို့တိုင်းတစ်ပတ်ကိုထွက်ပြေးတင်းရှောင်နေရတဲ့ကိုဇော်အမိလွဲကတော့အခုလို905ကကြီးနဲ့အမှုဖွင့်တာကိုပိတ်သိမ်းတဲ့အပေါ်အယုံကြည်မရှိဘူးလို့ဆိုပါတယ်။ကျွန်တော်အထက်ပြန်လာရခြင်းတေချာပေါ့ သူတို့ကတော့ဒါနဲ့တော့မဟုတ်ဘူး။ဒီကုနာသူတို့ပြောမယ်အကြမ်းဖက်အားပေးလို့နောက်ပြီးကျွန်တော်တို့အခုလုံးမဲ့ရွေးကောက်ပွဲကျွန်တော်အယုံကြည်မရှိဘူး။အတွေ့အောင်ရောပဲ။ဆိုတော့အတွေ့အောင်ရွေးကောက်ပွဲအယုံကြည်မရှိတဲ့အကြောင်းမို့လို့ဒါတွေကိုစန့်ကျင်မှုတွေနဲ့လုပ်နေတဲ့အကြောင်းမို့လို့သူတို့ကဒီအားဆိုရင်ပို့ပြီးတော့အတွေ့အောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ကဥပဒေထုတ်ထားတာရှိရအောင်။အဲ့ဒါနဲ့ပို့ပြီးတော့ပြင်းထန်တဲ့ခံစားမှုတွေနဲ့ပို့ပြီးတော့ပြင်းထန်တဲ့ထောင်နေလုပ်နိုင်တယ်။သူတို့လက်ရှိမနေ့ကထုတ်ပြန်တဲ့ဒီ99တွေရွေးနေဆိုတာတော့ကျွန်တော်တို့ကအယုံကြည်မရှိဘူး။တကယ်တော့စစ်တပ်က905ကကြီအမှုအတွက် လူငင်းချမ်းသာ권ပေးလိုက်လို့ပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားအရေးအတွက်ဟာသူတို့ဖန်ဆီးထားတဲ့ပမာဏနဲ့ရှင်ကြည့်ရင်မပြောပါလောက်တဲ့ပမာဏဖြစ်နေပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ권ရဲ့ PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကတော့အခုလိုလူငင်းချမ်းသာ권ပေးတာဟာစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲအတွက်ဟန်ပြသဘောတသက်သာလှုပ်ပေးခဲ့တာလို့လည်းသုံးသပ်ပြောဆိုပါတယ်ဟိုစစ်တပ်အနေနဲ့တော့ဒီလိုငါးငါးတွေကိုဟန်ပြ တဘောမျိုးပေါ့နော်ရှေ့ကနေမှရွေးကောက်ပွဲကိုအကြောင်းပြပြီးလွတ်ပေးခြင်းအဖြစ်နိုင်ငံတကာကလည်းသူတို့ဟာအပြုတော်ဆောင်တဲ့လှုပ်ဆောင်ချက်တွေကိုစပြီးမှလှုပ်ဆောင်လာပြီးဆိုတော့အမြင်မျိုးကိုသူတို့လိုချင်တာပါတယ်နောက်တစ်ခုကဟိုသူတို့တွေရွေးကောက်ပွဲလှုပ်ဖို့အတွက်ရည်ရွယ်ပြီးမှလွတ်ပေးတယ်ဆိုတော့သတင်းစကားကိုဥတီပြီးမှလွတ်ပေးတာဖြစ်တဲ့အတွက် မီဒီသတင်းဌာနကပဲရေးရေးပေါ့နော်ဟိုဒါဟာရွေးကောက်ပွဲအတွက်ညီမန်း၍လွတ်ပေးလိုက်ပါလေဆိုတော့သတင်းဌာနဟာပြည်တွင်းကရောပြည်ပရောရေးကြမှာဖြစ်တဲ့အခါမျိုးမှာသူတို့ရဲ့ရွေးကောက်ပွဲကိုပါဘယ်လိုပြောမလဲပရိုမိုးလုပ်ထားပြီးတာဖြစ်တယ်ပေါ့နော်ဒီအတွက်ယူရပြီးမှာပဲလွတ်ပေးရလို့ကျွန်တော်မြင်တယ်တကယ်တကယ်အချင်းဆောင်ထဲမှာလွတ်ပေးမယ်ဆိုရင်လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါဝင်တမရကြီးဦးဝင်းမြတ်အပါဝင်နိုင်ငံရေးကျင်းသား2000ကျော်တော်နိုင်ငံရေးကျင်းသားအလုံးပေါ့နော်ဟိုလွတ်ပေးဖို့လိုအပ်တယ်2021စစ်အာဏာသိမ်းပြီးနောက်2025ဧပြီလအထိ စစ်ကောင်စီကလူငင်းချမ်းသာခွင့်18ကြိမ်ကြီးညာခဲ့ပြီးအဲ့ဒီပြန်လွတ်လာသူတွေတဲ့နိုင်ငံရေးအကျဉ်းသားဟာ8000ကျော်သာရှိပြီးဒါဟာလူငင်းမှာနိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှု800ခန့်နှုန်းသာရှိပါတယ်။နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့2021ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့အထိစည်ရင်းတွေအရာနိုင်ငံရေးနဲ့ဆက်ဆက်ပြီးဖမ်းဆီးခံရသူ3000ကျော်ရှိပြီး အဲ့ဒီထဲက2000ကျော်ဟာထိမ့်သိမ်းခံနေရဆဲဖြစ်တယ်လို့ဒီထိမ့်သိမ်းခံထားရသူတွေတဲ့1000ကျော်ကတော့ထောင်ထဲချမှတ်ခံထားရပါတယ်ကျမမြေသိစင်ပါရှင်